Hello everyone. This is Roshni and ဒီနေ့ကတော့ Roshni အ Roshni ကိုမေးမြကြတဲ့ US မသွားခင်အဘာတွေတက်ခဲ့လဲဘယ်လောက်ကုန်ကြခဲ့လဲဆိုတဲ့ဟာတွေဒီဗီဒီယိုမှာဖြစ်ပေးသွားမှာဖြစ်ပါတယ်။ So Roshni 2023မှာ American University of Yangon 2+2 program ကို join ခဲ့ပါတယ်။အဲ့ဒါက semester ကိုတက်ရတယ်။ semester တစ်ခုဒေါ်လာ9000လောက်ပေးရပါတယ်။ So semester 5ခုဆို1000ခွဲလောက် ေးရပါတယ် so အဲ semester 5ခုတက်ပြီးပြီဆိုတာ ਨੇ ကိုမဟို transfer လုပ်လို့ရမယ် credit ပေါ့နော်90ခုလောက်ရပြီးသားဖြစ်သွားတာပေါ့ American University of Yangon ကဒီ US မှာရှိတဲ့ community college လိုမျိုးပေါ့အဲဒီ US မှာမတက်ပဲမြန်မာနိုင်ငံမှာတက်လိုက်တဲ့သဘောအဲ့ဒါကို semester 5ခုတက်ပြီးပြီဆိုရင် AUY နဲ့ချိတ်ထားတဲ့ affiliated university တွေကိုသူတို့ကိုယ်တိုင်ကရှောက်ပြီးပါတယ်တော်တော်များများကျောင်းသားကျောင်းသူတွေအရတော့ကိုကြိုက်တဲ့ university နှစ်ခုကိုသူတို့ရွေးပြီးတော့အာရှောက်ကြပါတယ်ရှောက်တဲ့အတိုင်းလဲ admit လဲ admit လဲဖြစ်ကြပါတယ်ဘာလဲဆိုသူက affiliated ပေါ့ဒီ partner school အာ partner university တွေဖြစ်နေလို့အာ university နှစ်ခုရွေးပြီးပြီဆိုတာ ਨੇ ကိုဒီကျောင်းမှာ share stuff တွေ ਨੇ ကိုကိုယ်တိုင်သွားပြီးတော့စကားတွေပြော အကွန်ဆာလုတ်ပြီးရဲ့အခါမှာသူတို့ကိုယ်တိုင်ရှောက်ပေးပါတယ်ဆိုတော့ဒီចောင်းရှောက်တာတွေကចောင်းတစ်ချောင်းအတွက်အဲဒေါ်လာ90ပေးရပါတယ်ဆိုတော့ ကျောင်းက recommend လုပ်တာတော့ကျောင်း at least 3ခုလောက်လျှောက်ပေးပေါ့ဒါပေမဲ့တော်တော်များများ student ကတော့2ခုလောက်ပဲလျှောက်ကြတာပေါ့ဘယ်လို2ခုဆိုတော့ဒေါ်လာ140 Rishni လဲအကျောင်း2ခုကိုလျှောက်ခဲ့ပါတယ်အ California State San Marcos နဲ့ Northridge ဆိုပြီးမှ2ခုလျှောက်ခဲ့ပါတယ် so နောက်ဆုံးမှာ Rishni က CSUSM San Marcos ကိုတော့ဘို decide လုပ်ခဲ့ပါတယ် first သူကဒီလျှောက်တဲ့ process တစ်ခုလုံးကတော့ 3လလောက်တော့ကြာခဲ့တယ်ပေါ့နော်ဒီ originally ရှောက်ခဲ့တဲ့ကြောင်းနဲ့ကြောင်းမှာပေါ့နော်အာဒီ CSU San Marcos က responsive အရင်ဖြစ်တယ်သူတို့ဟိုလိုမျိုးပေါ့ interaction အရင်ကောင်းတယ်ဆိုတော့အကြောင်းလဲရွေးပြီးသွားပြီဆိုရင် step 2က visa ပေါ့နော် visa appointment ရဖို့အဲ visa appointment ရဖို့က founding အရင်ဖြစ်ရပါတယ် DS160 air ဖောင်စဖြည့်ရပါတယ်ဒီ DS160 ဖြည့်ဖို့ကကျောင်းဝနေတော့ဖြည့်ပေးရတဲ့ Marushina ပို့ပြီးသေးကြအောင်ဆိုပြီးမှ agent နဲ့လုပ်ခဲ့ပါတယ်ဟိုတငယ်ချင်းတယောက် recommend လုပ်တဲ့ agent နဲ့ပဲအာဖောင်နေဖြည့်ပြီးတော့ visa appointment ရအောင်ယူခဲ့ပါတယ် so Rushni ဒီ student တော်တော်များများ DS160 ဖြည့်ရတဲ့အချိန်မှာ agent ကို100%မယုံပါနဲ့ because like အရရှင် DS160 ဖြည့်တဲ့အချိန်မှာအဲအေဂျင့်ကပဲဖြည့်ပြရပါတော့เนาะအဲကိုကိုရိုင်းပြန်စစ်ဖို့ plan မရှိပါဘူးဒါပေမဲ့ just to make sure double check လုပ်တဲ့အချိန်မှာအမားတွေအများကြီးတွေ့ရပါတယ်တချို့အေဂျင့်တွေကစလုံးပေါင်းကအစအမားပြီးဖြည့်တာတွေရှိရပြီးတော့ description တွေကောင်းကောင်းရေးလို့ like ပို့ပြီးတော့အကောင်းအောင်ရေးလို့ရမယ့်နေရာမှာသူတို့ကတူတူနဲ့အဲ့လိုပေါ့ briefly ပဲရေးခဲ့တာတွေရှိရဲ့တချို့ agent တွေကအဲ့ဒါတွေကိုသိကြမဖြည့်ပေးကြဘူးပေါ့နော်ဆိုတော့ Roshni ကတော့အပြန် check လုပ်လိုက်တဲ့အချိန်မှာအမား spelling က spelling mistake တွေ့ခဲ့ပါတယ်။ဒါတွေကိုကိုယ်တိုင်ပြန်ပြင်ခဲ့ပါတယ်။အဲ DS160 ဖြည့်ဖို့ရေ uh visa appointment ယူဖို့ရဲ့အချမ်းပုံက3လောက်ကုန်ခဲ့ပါတယ်။ရှင်ရ visa appointment ကမြန်မာနိုင်ငံမှာမရခဲ့ပါဘူး။နည်းနည်းတစ်ပတ်လောက်နဲ့လွဲသွားပေါ့နော်။အဲ့ချိန်က option 3ခု original မှာ option 3ခုရှိရဲ့အာချင်းမိုင်ရဲ့ Thai ရဲ့ Cambodia ရဲ့ဆိုလို့ရှိရင်တော့ဒီတိုင်းပဲဟို Facebook ကနေပေါ့နော်။ အာ review တွေသူများအလိုကိုယ်တိုင်တက်ဖြည့်တဲ့လူတွေရဲ့ experience ကိုတိတ်ကြလိုက်ဖတ်တယ်ဆိုတော့ first အချင်းမိုင်အစတော့ချင်းမိုင်သွားမယ်ပေါ့ချင်းမိုင်မှာတက်ဖြည့်တဲ့လူတွေရဲ့ review အချီတော့ it's အခြေအနေမကောင်းဆိုတော့ Thai ရလည်းအခြေအနေမကောင်းဆိုချင်းမိုင်နဲ့ Thai ရတော့အတူတူ တူတူလောက်ပဲအမ်အဲအကြောင်းကမ္ဘောဒီးယားကို choose ခဲ့ပါတယ်ဆိုတော့အချိန်မှာ Rushni ရဲ့တငယ်ချင်းတယောက်ကလည်းသူကမ္ဘောဒီးယားမှာတဖြစ်မှာဆိုတော့ Rushni ကကွက်တီဖြစ်သွားပေါ့ visa appointment ရဖို့ကဒေါ်လာ185ချက်ကုန်ခဲ့ပါတယ်ပြီးတော့သူက service fees တွေနဲ့ဆိုရင် it's always been nasay tell you at to visa appointment ယူပြီးသွားပြီဆို next step က service fee ဆိုတာရှိရဲ့ ဒေါ်လာ350ချက်ပေးရပါတယ်ပြီးတော့ appointment ယူရာစာအေဂျင့်ကတော့အကုန်လုပ်ပေးပါတယ်ဆိုတော့ originally appointment date က December 30 31ရက်နေ့မှာရခဲ့ပါတယ်3ရက်လောက်အကြုံမှာကမ္ဘောဒီးယားကိုတငယ်ချင်းနဲ့အတူတူသွားခဲ့ပါတယ် senior ရှင်တငယ်ချင်းပါ of visa တခါတည်း အဲတရက်ထဲနှစ်ယောက်အတူတူရသွားခဲ့ပါတယ်ဆိုကမ္ဘောဒီးယားသွားတာလင်လက်မအပါဝင်အနေတာထိုင်တာအလုံးအလုံးအပါဝင်အဒေါ်လာတစ်ထောင်လောက်ကုန်ခဲ့ပါတယ်ဇာရရတာနဲ့လက်မတစ်ခါလေးဖြတ်ဖြတ်ခဲ့ရပါတယ် ticket ကတော့သူ attach အရန်ရှိရပါတော့ရရှိဝယ်တဲ့ချိန်တော့ it was around 63သိန်း13လောက်မှာ US ကိုရောက်ခဲ့ပါတယ် so ရရှိဒီမှာရောက်တော့နေစရာမရှိဘူးအတငယ်ချင်းနေနဲ့ ေါ့နော် share house နဲ့နေမယ်ဆိုပြီးမှ plan လုပ်ထားတယ်မဲ့အဲ့လိုပေါ့ဒီမှာဟိုအိမ်ငါဖို့အတွက် guarantor ကြီးလိုပါပေါ့နော်ဒါရရှင်ရိုးနဲ့မရှိတဲ့အချိန်မှာအိမ်လဲငါလို့မရဘူးတခြားနေဖို့နေရာတွေဘာမှ plan မလုပ်ထားခဲ့ဘူးတခြားနေဖို့နေရာတွေအဆင်ပြေမယ်ပဲထင်ခဲ့ရပေါ့နော်တငယ်ချင်းတွေရှိရဆိုပြီးတော့ဒါမဲ့ဟိုမှာရောက်တော့ um အစင်မပြေခဲ့ပါဘူးဆိုရင်းကအဟိုတယ်မှာညညလောက်တော့တိတ်ခဲ့ရပါတယ်တရက်ကို100အဒေါ်လာ100လောက်ကုန်ခဲ့တယ် လုံးဝအစတော့အပြစ်မှာပေါ့ဒီတငယ်ချင်းတွေနဲ့ share house နဲ့နေမယ်ဆိုပြီးတော့ decide လုပ်ခဲ့ရအဲနောက်ဆိုအဲ့ဒါဘလုံးဝအဆင်မပြေခဲ့တဲ့အချိန်မှာနောက်ဆုံးမှာ refreshing dorm ကိုပဲ choose လုပ်ခဲ့ရပါတယ်ဆိုတော့ dorm မှာနေရကတစ်လကို1320လောက်ပေးရတယ်ခန်းအလုံးဝချင်းချင်းလေးအဲရောက်ပြီးတော့အရန်ကိုငိုချင်တာနောက်ညနောက်ကျတော့လည်းအဆင်ပြေသွားပါပဲ အဲ US မှာနေရထိုင်တာဘလောက်ကုန်လဲဆိုရင်တော့ဒီ Originally Dorm မှာနေတဲ့အချိန်မှာတော့တစ်လဝန်2000 2000ဝန်းကျင်လောက်တော့ကုန်ခဲ့ပါတယ် Rushni ဒီမှာတခုပြောဖို့ကြံခဲ့ပါတယ်ဒီ CSUSM မှာ Spring Semester တခုလုံးအတွက်ဒေါ်လာ1000ပေးရပါတယ် I hope I answer all of your questions အဲတခြားအဲ့လိုမေးခွန်းတွေပါရေးရှိခဲ့ရင် comment မှာအာမေးလို့ရပါတယ်ရုရှင်တက်နိုင်တဲ့လောက်ဖြေပေးပါမယ် Thank you